ုဒ္ဓကာယကိုသွားတဲ့အဖွဲ့ရတော့တတော်များတာဗျဒါကာယကိုသွားမဲ့လေရင်ပါပဲအလုံးမိကပါဒီနေ့ကကျွန်တော်ကဗုဒ္ဓကာယကိုသွားမှာပေါ့အဲဗုဒ္ဓကာယခီးစဉ်ရဲ့ပထမနေ့ပေါ့ကျွန်တော်တို့ဗုဒ္ဓကာယခီးစဉ်ကတော့၃မျိုးလောက်ရှိတယ်ဟိုကြာချိန်ပေါ့လေကျွန်တော်ကတော့ဒီ15ရက်ခီးစဉ်ကိုသွားတာပါ၈ရက်လည်းရှိတယ်ကျွန်တော်တို့17ရက်လည်းရှိတယ် ကျွန်တော်အခု15ရက်ခီးစဉ်ပေါ့တို့ကဒီခီးစဉ်အခွာဝေးရကျွန်တော်တို့ကဒီရောင်းမဲ့မြို့တွေခွာသွားတာပေါ့ကျွန်တော်တို့ရံများလေကျွန်တော်တို့ဒီအိန္ဒိယထဲမှာပို့ပြီးတော့ရောင်းမဲ့နေရာများသွားတာပေါ့ဒီ15ရက်ခီးစဉ်ကတော့ဒါရောင်းမဲ့နေရာတော်တော်များတာပေါ့ ခါရတော့ရောက်ပါပြီကျွန်တော်တို့အချိန်9နာရီလောက်တော့ရှိပြီဗျတို့ကမြန်မာပြည်နဲ့တနအီနောက်ကြတယ်ဗောလေအိန္ဒိယအခုတော့တို့အချိန်9နာရီခါရ airport ခါရ airport ဟာဖျားဘူးရာကြီးဆိုတော့လူတွေကအပြည့်ပါတယ်အာဘုန်းမိုင်ဟုတ်လားခါရ airport ပါ ခွဲခွဲခွဲမနေဘူးဟိုဒါခါရကြီးပါခါရကြီးရောက်ချိန်ချိန်ကကျွန်တော်9နာရီဆက်နေအော်ဒီမှာထားဟုတ်ဟုတ်တယ်တော့ဒီမိုးတွေအများကြီးပြန်လာနောက်မှထားပြန်အရင်ပြန်လာ တကယ်ဂိုင်ယာမြို့တော်ကကြတော့ဒီကနေ25ကီလိုမီတာဝေးပါတယ်အခုသွားနေတာကတော့ဂိုင်ယာရွာလေးပေါ့နော်အိမ်မမစ်ဆာပြတ်ပွင့်တော်မူတဲ့အတွက်ကိုဘုတ်ကယာလို့ခေါ်တာဖြစ်ပါတယ်ဒီဂိုင်ယာလီစိတ်ကိုလည်း2012ကမှစပြီးတော့မှ international လီစိတ်ဖြစ်တာဖြစ်ပါတယ်အရင်တော့ဆိုရင်ဖျာဘူး2000ခွန်ဆလောက်တုန်းကဆိုရင်ကလကတာအနေနဲ့ဆင်းရတာဖြစ်ပါတယ်ရှင်အခုဆိုရင်ဒီလိုလေရင်ဆင်းလုံးကားတွေဆွဲပေးတဲ့အတွက်ဖျာဘူးသူတို့ဇနီးကမိနစ်20အစိတ်ဆိုရင်ဘုရားနေအောင်ရောက်တော့မှာဖြစ်ပါတယ်ဟမ်